တရုတ်တိုက်ပွဲကိုတိုက်ခိုက်ဖွယ်ရှိမှုနဲ့ပတ်သက်ပြီးဇပန်ဝန်ကြီးချုပ်သိရဲ့မှတ်ချက်တွေကြောင့်တန်တမန်ရေးရန်ဆောင်မှုတွေပေါ်ပေါက်လာခဲ့ပြီးတဲ့နောက်တရုတ်ဆိုရက၎င်းရဲ့နိုင်ငံသားတွေကိုဇပန်ကိုခရီးသွားလာခြင်းမပြုဖို့အကြံပြုခဲ့တယ်လို့သိရပါတယ်။တရုတ်နိုင်ငံကပိုင်ဆိုင်ကြောင်းပြောဆိုထားတဲ့ကိုဝိုင်အုပ်ချုပ်ခွင့်ရကျွန်းကိုအင်အားသုံးတာဟာဂျပန်ရဲ့စီးရေးတုံ့ပြန်မှုကိုဖြစ်ပေါ်စေနိုင်ကြောင်းဝန်ကြီးချုပ်ဆာနေတာကာအီချီကနိုဝင်ဘာ9ရက်ကပါလီမန်မှာပြောကြားခဲ့ပါတယ်။ နီးစပ်တဲ့ဂျပန်ကျွန်းကနေကီလိုမီတာ100ခန့်ကွာဝေးတဲ့တရုတ်တိုင်ပင်အပေါ်၎င်းရဲ့သဘောထားဟာပြောင်းလဲမှုမရှိကြောင်းဂျပန်ဆိုရကပြောကြားခဲ့ပါတယ်။နိုဝင်ဘာ14ရက်နောက်ပိုင်းကတင်ထားတဲ့ online post တစ်ခုမှာဂျပန်နိုင်ငံမှာရှိတဲ့တရုတ်တန်ယုံကဂျပန်ကိုခရီးသွားလာခြင်းမပြေဖို့၎င်းရဲ့နိုင်ငံသားတွေကိုသတိပေးထားတာဖြစ်ပါတယ်။လက်တလုံးကာလအတွင်းဂျပန်ကောင်းဆောင်တွေကတရုတ်တိုက်ပင်နဲ့ပတ်သက်ပြီးပုံဖွင့်လင်းလင်းလှုပ်ဆော်တဲ့မှတ်ချက်တွေပေးလာပါတယ်။ဒါဟာလူလူချင်းဖလှယ်မှုအခြေအနေတွေအပေါ်စိုးစိုးရွားရွားထိခိုက်စေပါတယ်လို့ WeChat Sport မှာဖော်ပြခဲ့ပါတယ်။ ဒီအခြေအနေဟာဂျပန်မှာရှိတဲ့တရုတ်နိုင်ငံသားတွေရဲ့ပုံကိုယ်ရေးဆိုင်ရာလုံခြုံရေးနဲ့အသက်အန္တရာယ်တွေကိုသိတာထင်ရှားစွာအန္တရာယ်ရှိစေကြောင်းပြသနေတယ်လို့ဆက်လက်ဖော်ပြခဲ့ပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ဂျပန်နိုင်ငံမှာရှိတဲ့တရုတ်တန်ရုံနဲ့ကောင်စစ်ဝင်ရုံတွေက တရုတ်နိုင်ငံသားတွေအနေနဲ့လက်တလောကာလာတွေမှာဂျပန်နိုင်ငံကိုခရီးသွားလာတာကိုရှောင်ကျဉ်ဖို့လေးနက်စွာသတိပေးအပ်ကြောင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတရုတ်ဆိုရရဲ့အကြံပြုချက်ဟာမဟာဗျူဟာကြပြီးအပြန်အလှန်အကျိုးရှိတဲ့ဆက်ဆံရေးကိုမြှင့်တင်တာနဲ့ကိုက်ညီမှုမရှိကြောင်းဂျပန်ဆိုရအဖွဲ့အတွင်းဝင်ချုပ်ကနိုဝင်ဘာ15ရက်မှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။